အဓမ္မတက်ကဝရမ်းပြရမယ်။နမနိကအမျိုးသမီးရဲပါမယ်။လက်ထိမခါ။အဲ့အဲ့ဟာလေးမလိုက်နာမလိုက်နာတဲ့ခါမှာ तू ကခုခံတဲ့ဥစ္စာငင်းဆန်တဲ့ဥစ္စာဒါအပြစ်လို့ပြောလို့မရဘူး။သုံးပတ်တွေကိုရုံမတင်လို့ကိုမရဘူး။မတင်လို့ချင်းမတရားဖန်ဆီးချုံနာမှုနဲ့အဲ့ဒီသက်ဆိုင်တာဝန်ရှိတဲ့လူတွေကိုတရားပြန်ဆွဲမှာပဲလေ။အများအဖြစ်ပို့ဖို့သာသာလိန်လဲပြီးတော့ပို့ဖို့သာတရားဆွဲထားတဲ့အမှုတွေအများကြီးပဲ။အများကြီးပဲ ကျားတို့ဒီကရိုးသားလုပ်တာမဟုတ်ဘယ်တော့မှဘလို့ဖြစ်တယ်ကျားတို့ဘယ်လုံးကဘလို့အဲ့ဒီဟာပြန်လည်မေးခွန်းနေမှာအဲ့မှာထည့်ပြသူ့ပြန်လည်မေးရမှာကျားဆိုတဲ့သူအစိုးရကြီးကသမီးပလဲမောင်လူသားဘူးတွေအဲ့ကရမရိမှုတွေနောက်တစ်ခါမင်းကင်းမှာပဲကျောင်းဆရာလင်မယားနဲ့ကလေးလေးကိုတတ်ပစ်ထားတယ်ဟာခမေအဲ့ဒါတွေဘယ်မှာဘယ်မှာမိလို့ဘယ်မှာပေါ်လို့လဲဟိုတရားဥပဒေနဲ့အညီရှင်းနေလက်ခွင့်ရမယ်ဆိုကျွန်တော်တို့ကိုကြောက်ကြမယ်ဆိုကျွန်တော်အခမဲ့တော်လိုက်ပေးခြင်းပါတယ် โอเคဆရာဦးကြည်မြတ်ခင်ဗျာမကြသေးခင်ကကျွန်တော်တို့မင်းကင်းမြို့နယ်မှာဒီမင်းကင်းမြို့နယ်စင်အိုဂျီလုပ်ခဲ့တဲ့ CDN ဒေါက်တာပေါ့နော်ဒေါခင်တူတူလွင်ကိုပါလာဖကဖန်းစီတဲ့တည်င်းပေါ့နော်ဒါလူမှုကွန်ရက်မှာရုပ်တံမှာတော်တော်ပြန့်နှံ့လာပါတယ်ဒါလည်းဖန်းစီွားတဲ့ပုံစံတော့တော်တော်စိုးစိုးဝါးဝါးပေါ့နော်ဆိုတော့ဒီဒေါခင်တူတူလွင်ကဟိုပြီးခဲ့တဲ့တစ်နှစ်လောက်ထဲကပေါ့နော်ဒီလက်နက်အမှုရဲ့နောက်ငွေကြေးမရှင်းတာရဲ့ဒီကိစ္စတွေကြောင့် ညှိနှိုင်းတာမဆောင်ရွက်တဲ့အတွက်လာဖမ်းတယ်လို့ကျွန်တော်တို့ UNG ရဲ့ထုတ်ပြန်ကြေညာသိရပါတယ်ဆိုတော့ကျွန်တော်သိကျင်တာကတော့ဥပဒေရှုထောင့်ကဆရာဘယ်လိုသုံးသပ်မလဲဆိုတာဒါပေမဲ့ကျွန်တော်ပထမမေးလို့တာကအခုဒီလိုကိစ္စအကြောင်းလာဖမ်းမိတာဝန်ရှိသူတွေကအဲ့တော့ဒေါခင်တူတူလွင်ကဘာကြောင့် तू ကဟိုယုံကန်တာလဲပေါ့နော်ဟိုမလိုက်ဖို့အဲ့လိုမျိုးညင်းဆန်ရတာလဲအဲ့တော့ အခုလိုမျိုးဟိုဖြစ်တာပေါ့နော်ဆွဲလာရမ်းလိုက်ဖြစ်ကုန်တယ်ဆိုတော့အဲ့ပုံမှာဆရာဟိုဘယ်လိုမျိုးပြောခြင်းလဲလာဖမ်းပြီဆိုလိုက်သွားမှာပဲမဟုတ်ဘူးလားကျွန်တော်အခုပြောမှတွေအားလုံးကနိုင်ငံရေးမပါဥပဒေရှုတော်နဲ့ဥပဒေတက်တက်ကပဲပြောသွားမယ်ဆိုတော့အဲ့ဒါပနာမားလေးပြောခြင်းပါလေအဲ့တော့ဟိုဒီလိုလူတယောက်ကိုအရမ်းမဲ့ဖမ်းလို့မရဘူးလေဟိုစက္ကစာဆိုလို့ရှိရင်ကုကြော်ဟိုးလိုဖမ်းတာတကားပိတ်ထားတာကိုကဲတော့ဒီဖြစ်ပြီးဝင်ပြီကျွန်တော်လည်းကံပြီးဖွင့်ဝင်နေပြာ ဲ့ဒါကိုကိုကျော်ဟိုအသားကြီးလိုက်မသွားဘူးလို့ကဲဘယ်လိုပြောမလဲအဲ့ဒါအဲ့လိုတော့ဖမ်းတဲ့သူအပြစ်တင်ခံလို့တော့မရဘူးပြဥပဒေနဲ့အညီဖမ်းရမယ်လေဝရမ်းပြရမယ်နောက်တစ်ခါဆရာဝန်တယောက်ကိုဆိုလို့ရှိရင်ရေးသားတဲ့စာစာတမစာထုတ်တာစာမေးလာခဲ့လို့အဲလူချင်းမင်းဒါမှမလို့ရှိရင်တင့်တင့်ထန်တိစေအပ်တယ်လို့အဲ့လိုမထုတ်ရဘူးဆရာဝန်တွေပါဘုံကြီးတွေထုတ်လို့ရှိရင်သူတို့တိကျစာ တမ်သူတို့တိကျတမ်မာစာနဲ့ထုတ်ရတယ်အဲ့လိုဟိုဥပဒေအခွင့်အရေးတွေပေးထားတယ်အကိုစာသူတို့ဝရမ်းပြလာပြလဲဆိုရင်လည်းပဲအမျိုးသမီးရဲပါလာအဲ့လားဥပဒေလေအမျိုးသမီးရဲကိုဥပဒေနဲ့ဟိုပြောနောက်တစ်ခါအမျိုးသမီးတယောက်ကိုဒီလိုလူကြီးတူကောင်းတယောက်ကိုလက်ထိတ်မခဘူးလေလက်ထိတ်နဲ့ခတ်ဖို့လုပ်တယ်လေအဲ့ဓာရီကစဖန်းစီတဲ့လူတွေကစအမှားပဲအတော့တစ်ကဝရမ်းပြရမယ်နမနဲ့ကအမျိုးသမီးရဲပါမယ်လက်ထိတ်မခဘူးအဲ့ဒီဟာတွေ မလိုက်နာမလိုက်နာတဲ့အခါမှာ तू ကခုခံတဲ့ဥစ္စာငင်းဆန်တဲ့ဥစ္စာဒါအပြစ်လို့ပြောလို့မရဘူးဒါကြောင့်စပြောချင်အဲ့ဒီမှာဟိုအခုလို့ online ပေါ်မှာပြတ်နေလာတဲ့အခါမှာ UNG ကဟိုပြည်ရဲရဟိုသူတို့ကျင်နာချက်ထုတ်တယ်နော်ဒီလိုဖြစ်တဲ့အတွက်တော့တောင်းပန်တယ်ပေါ့နော်ဒါပေမဲ့ဒီဒေါက်တာက तू ကရာဇကြီးပုံမဲ့406 409ပေါ့နော်ဒါတွေနဲ့ညှိစွန်းနေတယ်ပေါ့သူကလက်နက်မှုလည်းပါတော့လက်နက်မှုဆိုတော့တော်တော်ကြီးရယ်လေနော်အဲ့ဒါနဲ့ပတ်သက်ရင်ရောဆရာပါများပြောလို့လဲ အဲ့ဒါသူတို့ရဲ့အဆိုပဲလေသူတို့ရဲ့စွဲချက်ပဲရှိသေးတယ်ဟိုပြောရတာဆိုလွန်ခဲ့တဲ့တစ်နှစ်လောက်ကအဲ့လိုသူတို့ဘက်ကတော့အန်ဒီရထုတ်တဲ့အခါမှာအဲ့လိုပြောတယ်ဆိုတဲ့အခါကျတော့ဟိုကျွန်တော်တို့ကအဲ့ပုံမှန်လေးကျွန်တော်ပြန်ပြောမယ်ပေါ့အဲ့တစ်နှစ်အတွင်းမှာကဲဟိုကမလာပါဘူးတဲ့ပြောရတာကိုယ်စားတိုက်ပွဲတွေလည်းဖြစ်နေကြတယ်ဟိုအဲ့ချိန်မှာအထက်ကတာဝန်ရှိတဲ့လူတွေကအဲ့မှာစစ်စစ်ရေးသွားလာသွားခဲ့တာလားသွားခဲ့တာလားသူတို့ကိုတက်ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုကိုလုပ်ခဲ့လားအဲ့လူတွေသွားခဲ့တာတာဝန်ရှိတဲ့လူတွေက နော်သွားပြီးတော့အဲ့လိုအကြည်လဲဆွေးနွေးတယ်မပြေလည်ဘူးဆိုတော့မှတ်တမ်းတွေရောရှိလားအဲ့အဲ့လိုမျိုးတွေပေါ့ဗျအဲ့လိုတော့ရှိတယ်ဒီဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပထမစာမှာလေအဲ့လိုစာတွေထုတ်တယ်မဟုတ်ဘူးဆိုလို့ရှိရင်ဌာနဆိုင်ရာစုံစမ်းစစ်ဆေးမှုပထမစာမှာပဲစပြီးတော့မှအဲ့ဌာနဆိုင်ရာစစ်ဆေးမှုပေါ်ပေါက်တဲ့အချက်တွေမှမူတည်ပြီးတော့မှတရားစွဲတာတို့ဘာတို့ကဖြစ်ရမှာလေဌာနဆိုင်ရာစစ်ဆေးမှုလုတ်ခဲ့လားအဲ့ဒေါ်ကြည်ပြတို့ဆိုလို့ရှိရင်ဌာနဆိုင်ရာစုံစမ်းမှုနဲ့စာသွားတယ်လေတခါတည်းတမ်းမျိုးရေစခန်းအမှုမဖွင့်ပါဘူးအဲ့လိုရှိတယ်ပေါ့ ဲ့တော့ဓမ္မတိကတော့သူတို့ကိုယ်တိုင်လူကြီးတွေကိုယ်တိုင်အာထနာဆရာဆုံးဆင်းဆစီဘူးတွားရောက်ခဲ့လားဆစီဘူးချိုးပန်းနေလားအဲ့ဒီဟာကိုကျွန်တော်စာပြောခြင်းတယ်အဲ့ဒီလိုမှဒီပုံမာတွေဒီစာအကျုံးဆက်ပြောပါအဲ့ပုံမာတွေကတော့406ဆိုတာအာမခံပေးနေတဲ့ပုံမာလေအာမခံပေးနေတယ်နော်နောက်တစ်ခါက409ဆိုတာလည်းပဲ406နဲ့409အေဂါရက်တည်းကအတူတူပဲ409ကလာဟိုငွေကြီးအမောက်များတယ်လို့ပါတော့အဲ့လိုဖြစ်သွားလားအေဂါရက်တည်းကအတူတူပဲ406နဲ့409ပါ အဲ့တော့ဘာလို့ခန္ဓာဆိုင်ရာစစ်ဆေးမှုကိုမစခဲ့လို့တန့်ပြီးတော့အမှုဖွင့်တာလေဆိုတာပါလေအဲ့တော့ကျွန်တော်တို့ကတော့ question ရှိတာပေါ့ဗျာအမှားတော့ခန္ဓာဆိုင်ရာစုံစမ်းစစ်ဆေးမှုကပထမဆုံးစမှာပဲလေအဲ့ဒီမှာတို့မလုပ်ခဲ့ပဲနဲ့တန့်ပြီးအမှုဖွင့်လဲဆိုတာကတော့ CDM ဆရာမကြီးတယောက်ကိုဟိုကျွန်တော်တို့သူဘာသူဘာလုပ်တယ်လို့လို့ဆိုတာကျွန်တော်မပြောပါဘူးနော်ဒါကျွန်တော်လည်းမသိဘူးဟိုခန္ဓာဆိုင်ရာစုံစမ်းစစ်ဆေးမှုစမှာပဲလေအတောင်ရှိတဲ့လူကြီးတွေကဘလောက်တော့ကြီးကြပ်တယ်လေအဲ့အဲ့ဒီပုံမှန်ရှိတဲ့ပုံမှားတွေတန့်တက်တာတော့ အဲ့ဒီဟာတော့မဟုတ်သေးဘူးထင်တယ်လေအဲအဲ့လိုအဲ့လိုရှိတယ်ဟုတ်ကဲ့ဒီနေရာမှာဥပဒေကြောင်းရဟိုနည်းနည်းသိကျင်တာပေါ့နော်အခုမြို့သားညီညွတ်ရေးဆိုတာ UNG ကဒီရာဇတ်ကြီးဥပဒေကျင့်ထုံးကိုသူကဟိုတုံးနာတာပေါ့နော်ဆိုတော့အဲ့ဒါယူသုံးဝင်ရှိလာအဲ့ဒီအပေါ်ရောဘယ်လိုမျိုးကျွန်တော်နားလည်ရမလဲတောင်းကွာ88မှာအာနာသိန်းနဲ့60နှစ်မှာအာနာသိန်းနဲ့88မှာအာနာသိန်းနဲ့အခုမင်းအောင်လိုက်တဲ့ခါအာနာသိန်းနဲ့ ဲ့ဒီဒီဇယ်ဥပဒေနဲ့ပဲသွားကျင့်သုံးတာပဲလေဒီဇယ်ဥပဒေတွေမဖြစ်သိမ်းသမျှအခြေခံဥပဒေအခြေခံဥပဒေပဲလေဒီဇယ်ဥပဒေတွေဆိုတာရှိရလေအဲ့ဒီဇယ်ဥပဒေတွေမဖြစ်သိမ်းသမျှအတီးပဲလေအဲ့ဒီဟာတော့နှစ်ဖက်တစ်လုံးပေါ့အင်္ဂလိပ်အစိုးရလည်းဒါကိုလိုက်နာမှာပဲလေဟုတ်ပြီအဲ့လိုကျင့်သုံးခွင့်ရှိတယ်ဆိုအဲ့ဒီကျင့်သုံးတဲ့ဟိုစီမင်းစီကံကျင့်ထုံးအတိုင်းဒါဆောင်ရွက်ရမှာပေါ့ဆယ်ဦးနဲ့ပြောသလိုဖန်ဝရန်ပါလာစတဲ့ဟုတ်တယ်ဟုတ်တယ်သူကလည်းအစိုးရအမိခံထားလာဟုတ်နော် ဟုတ်ပြီဆရာအဲ့တော့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီးဆက်ပြီးဆရာသုံးသက်ချက်ဆက်ပြောပြပါအဲ့တော့ဒီလိုရလုံထုံလုံးလေးအရာဆိုလို့ရှိရင်တော့ခုနကကျွန်တော်ပြောဌာနဆရာဆုံးဆန်းစစ်စစ်မှုမဖြတ်တမ်းမဲနဲ့တန်းပြီးအမှုဖွင့်တယ်ပေါ့ဗျာတန်းပြီးဖွင့်တယ်ဖွင့်တဲ့ခါကျတော့လုံထုံလုံးလေးအရာဆိုရင်ထောင်တန်း၃နှစ်အောက်အမှုတွေဆိုလို့ရှိရင်နှစ်ပတ်တွင်တရားရုံးတင်ရတယ်နှစ်ပတ်တွင်တရားရုံးတင်ရတယ်ထောင်တန်း၃နှစ်ကျော်လို့ရှိရင်တော့၃ပတ်တွင်တရားရုံးတင်ရတယ်အဲ့ဒီတွင်တရားရုံးမတင်လို့ရှိရင်မတရားဖမ်းဆီးချုပ်နှံမှုတွေ အဲ့ဖမ်းတဲ့တွေပြန်တရားဆွဲလို့ရတယ်။သူတို့ကနိုင်ငံရေးပုံမှန်နဲ့ဖမ်းတာမဟုတ်ဘူးလေ။အခုဥစားကဟိုစားအဖလိုနိုင်ငံရေးပုံမှန်နဲ့ဖမ်းပြီးတော့ဒီညဖမ်းသွားမလဲအလောင်းလာယူ။အဲ့လိုလုံးလို့မရဘူးလေ။အဲအခုဥစားကြတော့ဘာလဲဆိုလို့ရှိရင်ရာဇဝတ်ကြီးတို့ဥရိယကျွန်တော်တို့ကဒီရဲစခန်းမှာရှိတင်မှာကိုမိသားစုနဲ့တွေ့ခွင့်ပေးရမယ်လေ။အဲမိသားစုနဲ့တွေ့ခွင့်ပေးရပြီးတော့ရှေ့နေငားရန်ကိုလည်းပြုရမယ်လေ။အဲ့မှာတွေကစပြီးရှေ့နေငားရန်ကိုရန်စတောင်းဆိုလို့ရပြီလေ။ အဲ့ဒီရဲစခန်းမှာသွားအချင်းတွေလည်းသွားတွေ့လို့ရပြီနောက်တစ်ခါတရားရုံးရောက်ပြီဆိုရင်လည်းရှင်းနေငားရန်ကိုရှိသွားပြီလေအဲ့အဲ့ဒါတော့ဥပဒေပါအခွင့်အရေးတွေပြေကုတ်ပေးရမယ်လေဒါသူတို့ကရန်စကြီးဥပဒေပုံမှန်406 309 3နေဆိုရန်စကြီးတို့ဥပဒေတွေလိုက်နာအောင်ပါပေါ့နော်ဟုတ်ပြီအဲ့တော့ဒီတရားခံလို့ဆိုပါစို့နော်တန်တရားတရားခံပေါ့အဲ့တော့ဒေါက်တာဒေါခင်တူတူလွင်ဘက်ကသူ့အနေနဲ့အခုဘာတွေဆောင်ရွက်လို့ရမလဲအခုချိန်ကစပြီသူခုခံမှုပေါ့နော် ဟိုသူမိသားစုဟာတိပြီဆိုတာ ਨੇ တပြိုင်နက်အဲတွားပြောတွေ့ခွင့်ရှိပြီနောက်သူကတော့သူသူလွင်ရလဲသူမိသားစုတွေတွေ့ပြီကျင်တယ်လို့တောင်းဆိုခွင့်ရှိပြီပေါ့ဗျာအဲအကြောင်းကြားပြီးတာမပြီးတာဆိုတာတော့ဒါတက္ကနာပေါ့နော်ဒါမှမဟုတ်တောင်းဆိုခွင့်ပြီကျမရှိနေတယ်ကျမရှိနေတယ်တွေ့ကျင်တယ်ဒါမှမဟုတ်ကျမရှိနေခေါ်ပြီပါဒါမျိုးပေါ့ဗျာအဲ့ဒါမျိုးသူတောင်းဆိုခွင့်ရှိတယ်ဒါဥပဒေရတောင်းဆိုခွင့်ရှိတယ်တော့မိသားစုကလည်းလိုက်သွားပြီးတော့မိသားစုဆိုမဟုတ်မိသားစုကိုရင်းနှီးတဲ့ပုံကို ဲဒါမျိုးပေါ့ဗျာစစ်စစ်တပ်ကတော့အများကြီးအတိုင်းပဲအိမ်တောင်စုစုစုဝင်မဟုတ်လို့ရှိရင်ပါဆယ်တောင်ပို့ကွေပဲယူရကျွန်တော်တို့တွေဒီလိုပဲဖမ်းနေတာပဲဟိုးတော့အခက်ဆန်းဆန်းခင်ဗျာမိတ်ဆွေတွေလည်းသွားလို့ရတယ်လာမိဘကြီးလည်းသွားလို့ရတယ်အခုမိဘမိသားစုဝင်မဟုတ်ဘူးဆိုရင်သွားလို့မရဘူးဗျာမိဘသွားမဖို့လို့မရဘူးမိမဆိုမိမပဲအဲ့တော့စစ်အာဏာရှင်တွေဥရင်းနဲ့မညီဘူးလေအဲ့ဒီဟာတွေပဲအဟုတ်မှတ်နေပြီးတော့အာသူအိမ်တော်သူစေးဝင်မှဘာညာဆိုရင်တော့အဲ့ဒီဟာသူတို့လည်း စစ်အာဏာရှင်တွေလမ်းစဉ်တိုင်လိုက်သလိုဖြစ်နေမှာပေါ့နော်အဲ့လိုသူကမိသားစုကတုတ်ကိုရှိနေရှိနေငါးခွင့်ရှိနေအဲဒီခွင့်ရည်တွေကစကူပေးရမှာပါအဲ့တော့သူ့ကိုလာဖမ်းတဲ့ဖမ်းပုံဖမ်းဒီကုနာဟိုလုံထုံးလုံနေနဲ့မကြိုက်ဘူးပါလေလုံထုံးလုံနေနဲ့မကြိုက်ဘူးအဲ့အတွက်ဟိုဒေါ်ခင်တူတူလင်းကပြန်ပြီးတော့အဲ့ဒီဟာကိုတရားဆွဲလို့ရလားအသူကတော့အဲ့လိုတော့ဟိုတရားဆွဲလို့တော့မရဘူးကွာသူကဘာလို့လုံထုံးလုံနေချိုးရင်းလားဆိုတော့သူတို့ဌာနဆိုင်ရာကသူတို့ကိုဖမ်းတဲ့လူတွေကို ဌာနဆိုင်ရာပဲဟလာသတိပေးတာတို့အေးယူတာတို့လုပ်မယ်ပေါ့ဗျာဒါတော့ပါပဲဟိုပြန်တရားစွဲလောက်အောင်တို့ကလည်းတာဝန်တာဝန်နဲ့လာကြတယ်ဆိုရင်ပေါ့လေတာဝန်နဲ့လာကြတဲ့လူတွေပေါ့မှာတာဝန်ပေါ်မှာတော့ပြန်ပြီးတော့ဟိုတရားစွဲလို့ဗျာအခုတော့ရှိတာပေါ့ဗျာအဲအဲ့အမျိုးသမီးကိုဟလာကာအိမ်ကြီးပြစ်လောက်အောင်ပေါ့ဗျာအဲ့လူဟာမျိုးဖြစ်လာမယ်ဆိုရင်တော့အဲ့ဒီဟာတော့ဥရပါကွင်ကြီးကဒေါကင်သူသူလွန်ရကျင်းသုံးခွင့်ရှိသွားပြီပေါ့နော်အင်းအဲ့ဒါကိုပြောတာလေနောက်ဆုံးမှဒီလိုမျိုး ဟိုခြေလက်တွေကနေကင်ပြီးတော့ခေါ်သွားတာလीဆိုတော့ဒါဆိုရင်ကာယအိမ်နေပြတ်တဲ့အဆင့်ရောက်လာအဲ့ဒီဟာကိုကျွန်တော်တိကျပြောချင်တာအဲ့ဒီအဲ့ဒီဟာကတော့သူကတာဝန်ထမ်းဆောင်ရင်ဒုမကင်မှလဲပါရှိရှိပါကြာအိမ်နေပြတ်တယ်ဆိုတာဟိုမိမရဲ့မတော်လျော်ခန္ဓာကိုယ်လေးဘောဗျာအဲ့လိုမျိုးတွေကိုဆွဲကင်တာတို့အဲ့လိုမျိုးတွေခါမျိုးပြောတာဗောနော်ဒါမျိုးပြောတာပါအဲ့ဒီလိုခဲခြေထောက်ကိုဆွဲသွားလက်ကိုဆွဲသွားလဲဆိုတော့ဒါကတော့ ိုကြမ်းတမ်းတယ်ဆိုပေမဲ့လို့ခုနကအိမ်ကြီးပြတ်တဲ့အမှုမျိုးတော့အကျုံးမို့ဘူးဗျအဲ့တော့အခုဒေါက်တာခင်တူတူလွင်ကိုကောင်းကောင်းမွန်မွန်ရှိချောင်းကိုဒီ UNG တွေနဲ့ဟိုထုတ်ဖော်ပြသထင်တယ်လို့ယူဆလာကြဟိုသူကကျွန်တော်ပြောတော့တပတ်လို့၄6ဆိုနှစ်ပတ်တွင်ရုံးတရားမယ်၄ကိုပါတဲ့ကြောင်းလို့သုံးပတ်တွင်ကိုရုံးမတင်လို့ကိုမရဘူးမတင်လို့ချင်းမတရားဖန်ဆီးချုံနာမှုနဲ့အဲ့ဒီသက်စံတာဝန်ရှိတဲ့လူတွေကိုတရားပြန်ဆွဲမှာပဲလေဒါကတော့ ဥရိယကိုပြန်ထန်ထားပြီလားအဲ့ဒီတရားရုံးရောက်တဲ့အခါမှာဒဏ်တန်ချက်တွေပါလာလားဘာညာဆိုတော့တရားပြည်ကြည့်မယ်ကြည့်လို့ဒဏ်တန်ချက်တွေပါတယ်ဆိုရင်ရှိရင်အဲသူ့ကိုဆရာဝန်ရှိပို့တာစစ်ဆေးတာတွေပါလေလုပ်ပဲနောက်လိုအပ်သလိုအရေးယူတာတွေဖန်ဆီးတဲ့အဖွဲ့အစည်းကိုဒါလုပ်ဖို့ညွှန်ကြားတာတွေပါလေလုပ်တင်တာပေါ့အဲ့လိုရှိတယ်ပေါ့အတရားရုံးရောက်မှာပေါ့တရားရုံးရောက်ကြည့်မှာပဲလေအဲ့မို့တရားရုံးရောက်သေးသွားတယ်ဆိုရင်လူသတ်မှုပဲလေတရားမမပို့နိုင်တော့သေးသွားပြီဆိုတော့အဲ့လူသတ်မှုပဲ ဟုတ်ကဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟို UNG ကျန်းမာရေးနဲ့ပညာရေးဝန်ကြီးဌာနဝန်ကြီးဒေါက်တာဇော်ဝေဆိုးကဆက်သွယ်စကားပြောတယ်ပြောတယ်ဒေါက်တာခင်တူတူလင်းနဲ့လေဆိုတော့အဲအဲ့တော့မှဟိုဒေါက်တာခင်တူတူနဲ့ကလည်းဟိုစိတ်သက်သာရတယ်ဆိုတော့ဟိုတည်င်းလဲကျွန်တော်ထွက်လာပါတယ်ဆိုတော့ဒါနဲ့ပတ်သက်ပြီးတော့ဆရာဗာမားမှတ်ချက်ပေးလို့ရအခုလောက်လုံးကပြောလို့ပေါ့ဟိုဖန်စီရဲ့နေရာမှာစနစ်မကြပဲနဲ့ဖြစ်သွားတာဟာတော့ဒါ UNG အတွက်နိုင်ငံရေးတိုက်ခါရောအများကြီးထိခိုက်တာပေါ့နော် ို့တော့လည်းပဲတစ်ဖက်ကလည်းပဲဒေါက်တာဆော်ဝေဆုနဲ့တောင်စကားပြောခွင့်ပေးလိုက်ခွင့်ပြုတယ်ဆိုတဲ့ကျင်အားဖြင့်အဲဒါပြန်ပြီးတော့တက်တောင်တက်စာပြန်ဖြစ်အောင်လုပ်တယ်အခွင့်အရေးတွေပြန်ပြီးတယ်ဆိုတဲ့အားဖြင့်ဒါ NUG အနေနဲ့သူလူခွင့်ရေးကိုစောင့်ထိန်တယ်တရားဥပဒေကိုလေးစားရောက်တဲ့လူတို့ယူဆမယ်ဆိုလည်းမှတ်ယူနိုင်တယ်ပေါ့နော်နောက်တစ်ချက်ကဟိုသူများတွေဟိုဝေဖန်ရေးသားနေတာပေါ့เนาะဒီဒေါက်တာက အရင်တော့ကဒီလိုမျိုးရွှေမျိုးရိုင်နဲ့ပတ်သက်ပြီးတော့မလုတ်ဖို့ပေါ့နော် IUG နေနဲ့တချို့ဒေတာတွေမှာအဲ့ဒီမှာကန့်ကွက်ဆန္ဒပြရမှာသူပါဝင်ခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီလိုမျိုးသူ IUG နဲ့ပတ်သက်ပြီးကတောက်ဝဆဖြစ်ခဲ့တဲ့အတွက်အဲ့ဒီအတွက်ဟိုဖမ်းတယ်ဆိုပြီးလဲပြောဆိုမှုတွေရှိတယ်ဒါတော့ဟိုကအတိအကျဟုတ်မို့တော့မသိဘူးပေါ့နော်အဲ့ဒီလိုမျိုးပြောဆိုမှုတွေမှတ်ချက်တွေထွက်လာတဲ့ပုံမှာပေါ့ဘာများစရာပြောလို့ရမလဲဒီဖမ်းဆီးမှုနဲ့ဆက်ဆက်ပြီးဟိုသူကတော့ဗျတရားဝင်ရောက်လာပြီဆိုတော့စီဒီအမှုကို တရားရုံးကိုတင်ဖို့တည်းကအာယမန်ကြီးဆိုတာရှိတယ်ပါယမန်ပေးတင်လားမပေးတင်လားဆိုတာရှိတယ်တရားကြီးရခုမပြုရင်ယမန်ခုမပြုဆိုရင်အဲ့မှာလွတ်ရတာပဲလေယမန်တောင်းတဲ့ခါမှာဖော်ပြရတယ်ဘာကြောင့်မလို့သူတို့ဆက်ပြီးချုံနှောင်ထားခြင်းပဲသူတို့စစ်စစ်တာမပြီးသေးပါဘူးဆိုရင်အဲ့ဒီဟာလေအကြောင်းကြောင့်ဖော်ပြရတယ်မဖြောပြရနိုင်ဘူးဆိုလို့ရှိရင်တရားသူကြီးကယမန်မပေးတော့ဘူးလွတ်ပလိုက်လို့ပြောလိုက်တာဘယ်လိုပြန်တင်ခြင်းမဆိုပြန်လေဆောင်ယမန်ကိုမပေးတော့တာလွတ်ပလိုက်တာအဲ့တော့သူတို့အဲ့ဒီမှာကိုကတည်တည်ချက်ချက်ဖော်ပြရမယ်လေ ။အဲဘာကြောင့်မလို့သူတို့ဒီလိုဖမ်းမှုလုပ်ပါလေ။ဘာကြောင့်ဆိုတာပါမယ်။အော်ပါလိုက်ပြီခါသူတို့မှာဥပဒေအရာရှိဆိုတာလည်းရှိတယ်။ဥပဒေရုံးနဲ့ဖြတ်တန်းရမယ်လေ။ဥပဒေရုံးနဲ့မှတ်ချက်ကလည်းပါပေးတာ။ရဲရတင်တိုင်းဥပဒေရုံးကအတီးပြီးဝေလို့မဟုတ်ဘူးလေ။ဥပဒေရုံးကအတီးပြီးမှရဲရနောက်ဆုံးတရားဝင်တင်ဖို့ရတာဝင်။အဲ့တော့ဥပဒေရုံးကလည်းဘာမှချက်ပေးမလဲဆိုတာလည်းကျွန်တော်တို့ကချက်ကြည့်ရတာပေါ့။ဥပဒေရုံးနဲ့မှတ်ချက်ကိုလို့အဲ့တော့မှတရားဝင်ရောက်လာပြီ။တရားဝင်ရောက်လာပြီဆိုတဲ့အခါကျတော့မှတရားဝင်ဘက်ကိုစစ်ပြီပေါ့ဗျာ။ တရလိုဆိုတဲ့အခါမှာခုနရဲရာရှိကိုစစစ်ပြီးပေါ့ဆိုကြောင်လဲရဲရာရှိကိုနောက်ဆုံးမှလည်းစစ်တယ်ပေါ့ဗျာ IO လို့ခေါ်တာပေါ့လေ IO ကတော့နောက်ဆုံးမှစစ်တယ်ဗျာအမှုကိုဒီသားတဲ့ IO ခေါ်တာပေါ့မှုလိုက်ရာရှိကတော့နောက်ဆုံးမှစစ်တာများတယ်ပထမဆုံးတော့ NUG ကဆွဆွဲတဲ့ပလဖမျိုးနယ်တာဝန်ခံပေါ့ဗျာ तू ကအမှုဖွင့်တာဟုတ် तू ဖွင့်တာဟုတ်ဆိုတော့သူ့စစစ်မှာ तू ကစစစ် तू ပြတဲ့တက်တွေကိုစစ်ပေါ့ဗျာစစ်တဲ့အခါမှာပြန်လည်းမေးခွန်းရှိတယ် အမရှိနေကောင်းကောင်းတော့လိုတယ်ဗျရှိနေကောင်းကောင်းတော့လိုတယ်အမှန်တိုင်းပြောပါကျွန်တော်တို့ကဟိုတရားဥပဒေနဲ့အညီရှိနေလက်ခွင့်ရမယ်ဆိုကျွန်တော်တို့ကိုကြောက်ကြမယ်ဆိုတော့အခမဲ့တော်လိုက်ပေးချင်ပါတယ်ဒေါက်ကင်းသူသူလွင်ရဲ့ပတ်သက်တဲ့မိပါတွေအမျိုးတွေအများလာဆက်သွယ်မယ်ဆိုရင်ကျွန်တော်ဒီကျွန်တော်စဉ်းစားပေးမဟုတ်လို့ရှိနေကောင်းကောင်းနဲ့တော့လိုတယ်ဗျဘာလို့လဲဆိုရင်တရားဥရောက်လာတဲ့အမှုတွေကအများအဖြစ်ပို့ဖို့သာသာလိန်လဲပြီးတော့ပို့ဖို့သာတရားစွဲထားတဲ့အမှုတွေအများကြီးပဲအများကြီးပဲ အများအဲ့ဒါတွေကိုကျွန်တော်တို့ကရှေ့နေဒီရနဲ့ဥပဒေပြည်ညာနဲ့ပြန်ပြီးပြန်လမ်းမေးခွန်းနဲ့ပြန်ပြန်ထောက်ပြီးချေဖြတ်ပြရတာအဲ့ဒါတွေအပေါ်တွေထည့်ထားတာတွေအဲ့လိုဖြစ်တဲ့ခါကျကျွန်တော်တို့ကအဲ့ရှေ့နေရနေပြီးပြန်လမ်းမေးခွန်းနဲ့မေးရတာပြန်လမ်းမေးခွန်းနဲ့မေးပြီးတော့အဲ့ပြန်လမ်းမေးခွန်းနဲ့မေးတဲ့အထက်မှာခင်ဗျားတို့ကခင်ဗျားပြောတဲ့ခင်ဗျားဒီမှာဒီလိုသူတို့တက်တည်ပါခဲ့လို့ခင်ဗျားတို့တမင်သက်တဲ့အပြစ်လောက်တာမဟုတ်လားအပြစ်ရှာတာမဟုတ်လားကျားတို့ဒီကရိုးသားရတာမဟုတ်ဘယ်တော့မှဘလို့ဖြစ်တယ်ကျားတို့ဘယ်တော့မှဘလို့အဲ့ဒီဟာပြန်လည်မေးခွန်းနေမှာ ဲ့မှာထည့်ပြီးသူ့ကိုပြန်လည်းမေးရမှာတရားစောတဲ့သူပြန်မေးရမှာအဲ့ဒါမှပြောလေအဟုတ်ရဟုတ်တယ်မဟုတ်ရမဟုတ်ဘူးအဲ့မျိုးပါဗျာအဲ့ဘက်ကလည်းဥပဒေရရှိပါလာမယ်ဟိုဘက်ကတကယ်လို့ပလဖတာဝန်ခံဘက်ကလည်းဥပဒေရရှိရသူ့ဘက်ကလိုက်ပါဘူးသူတရားရုံးသူပြောမယ်ဟာဒါတော့ဥပအမှုနဲ့မဆိုင်ဘူးဒီမေခွန်းနဲ့ကတ်ကွက်ပါတယ်ဆိုအာဒီဘက်ကလည်းပဲကြည့်နေရပြောမှာမဟုတ်ဘူးအမှုနဲ့ဆိုင်နေသူ့ဖမ်းနေဥစားရိုးဖမ်းတာမဟုတ်ဘူးဒီလိုဒီလိုကိစ္စတွေရှိတယ်ဆိုတော့တရားသူကြီးက အဲ့ဒီနေ့မှာပဲသုံးပြီးချနိုင်နေဆိုရင်အဲ့ဒီနေ့မှာသုံးပြီးချပြီးတော့မေကွန်းပြူလည်းမပြူဘူးဆိုတော့အဲ့မေကွန်းအဲ့မေကွန်းကိုတခါလေးချတယ်ပြောချင်တာကအဲ့ဒီမှာဒီဘက်ကပြန်လန်မေကွန်းနေမေးရတယ်နောက်တစ်ချက်ကျတော့အဲ့လိုပြန်လန်မေကွန်းနေမမေးသေးဘူးအဲ့ဗရိမှုလို့ပါလို့ဆိုရင်အဲ့လိုတစ်ဖက်ကရေးမိသွားမှာဆိုလို့လိုက်ဖုံးမှာဆိုလို့မမေးသေးဘူးအရေးကြီးတဲ့ question ကိုချမ်းသာတယ်ချမ်းသာပြီးတော့စွဲချက်တင်ပြီးတော့မှပြန်လန်မေကွန်းကြတော့မှအဲ့မှာတခါတဲ့အပြက် မေးတော့လားရေလိုပလကတရားဆွတဲ့လူကမှားဖြေလဲသို့မဟုတ်ဂွင်းစင်းထားလို့ကရဲဆက်ကူမှာပါတဲ့တိုင်မဟုတ်ပဲနဲ့မှားဖြေတာဆိုလို့ရှိရင် तू ကตัวไต่เส้นเส้นมีเลยอ่ะเยเสกกูมาတော့ဒီလိုပြောထားပြီးတော့กูဒီလိုဖြစ်နေပါလားဘယ်လိုဖြစ်တာလဲဆိုပြီးတော့ပြန် reach ရှိတယ်ပြန်ပြောပြန်ဖာလို့ရတယ်ဗောပေါက်သွားတယ်ဒါပေမဲ့ခုနကကျွန်တော်ပြောတဲ့စောကြက်ဒီမှာပြန်ခေါ်တဲ့ကြက်လေးရ re မရှိတော့ဘူးမလို့အဖဲနဲ့ re မပေးတော့ဘူးတရားရုံက ီကအဲ့တောင်မှဒီကတိတိချာချာကိုဥပဒေနဲ့ဟိုဟာလှုပ်တော့အများဆုံးအပြင်ပြန်ခေါ်သက်တွေမှာ အစ်စ်မှာပြက်ကုန်တာတွေအများကြီးပဲအဲ့ဒါမျိုးအဲ့တော့အဲ့ဒီအခွင့်အရေးကဘုနာဝကခင်ဗျားဒီလိုလိုဖြစ်တယ်မဟုတ်လားဒီလိုဖြစ်လို့ဒီလိုလုပ်လဲမဟုတ်လားအဲ့ဒါမျိုးတွေဘယ်ကစူးစောင်းထားတဲ့အချက်လက်တွေနဲ့အဲ့လိုမေးမြန်းတဲ့ခွင့်ရှိတယ်တဖက်မှာကြည့်မယ်ဆိုရင်အကူအကားခုဖမ်းတဲ့ပါလဖလည်း UNG ကဟိုတက်ဖွဲ့တွေလေနော်ပြည်သူ့လုံခြုံရေးအဖွဲ့တွေပြီးရင်အခုတရားရုံးဆိုတာလည်း UNG က ခံရတဲ့တရားသူကြီးတွေဖြစ်မှာပေါ့ဆိုတော့ဒီဒီလိုမျိုးတရားရုံးတက်လို့အဲ့လိုမျိုးအမှုတွေစစ်တဲ့ကတကယ်ဥပဒေကြောင်းအရာတကယ်ကိုတရားမျှတတဲ့စစ်ဆေးမှုတွေဟာရောဖြစ်နိုင်ကြည်ဘယ်လောက်ရှိနိုင်လဲအဲ့ဒါကိုဒီနေ့ကျွန်တော်ခင်ဗျအင်တာဗျူးပေးတဲ့အကြောင်းရင်းမှာအဲ့ဒါလည်းအထူးကအဲ့ဒါပါအဲ့ဒီတရားရုံးတွေကဘယ်လောက်တရားမျှတမှုရှိမလဲဆိုတာအမှုစစ်လိုက်တဲ့အခါမှာတော့တွေ့ရတာပဲခုတစ်ချက်တစ်ချက်လောက်တွေ့ရဆိုရင်တရားရုံးကိုကြမ်းကြင်ပြီးတော့ကန့်ကွက်လို့ရတယ်ရုံးပြောင်းလျှောက်လို့ရတယ် အဲ့ဒါအဓိကအသက်အရေးကြီးတယ်အသက်အရေးကြီးတာရုံပြောင်းလျှောက်ရတယ်အဲ့ကြလို့ဟာစဆက်လိုက်ဆိုတဲ့ဘက်လိုက်တည်းမမဟုတ်တော့ဘူးဒါကတော့ဥပဒေရာရှိရတယ်ဟိုဘက်ကပါတရားသူရတယ်ဟိုဘက်ကပါဆိုရင်အဲ့ဒီဟာတွေမှတ်တာမှတ်တမ်းတင်ပြီးတော့ဗိတ္တူကူပြီးတော့အဲ့ဒီဟာကိုကြမ်းကြင်တော်နဲ့တကွာတင်ပြီးတော့အထက်တရားရုံလျှောက်ရုံပြောင်းမိပါလို့လျှောက်ရတယ်ရုံပြောင်းမပေသေရောပေါ့သူတို့အားလုံးအကွက်စင်လာတဲ့ဂျုံမှာစင်သေပြီပေါ့အဲ့တော့ရုံပြောင်းလျှောက်ထားခွင့်ပြုပါတယ်နံပါတ်1က နံပါတ်1ကအမှုတွေခြေဖြတ်ပေးဖို့ပေါ့အမှုစစ်လိုက်တဲ့အခါမှာတယောက်တယောက်လောက်စစ်လိုက်တယ်တရေလိုပါကတောင်းအောင်စစ်လိုက်တယ်သူစစ်လိုက်ရင်ကိုဒီအမှုဟာမခိုင်လုံဘူးမတရားတွေလုပ်ထားတယ်ပြန်လာမေးခွန်းနဲ့မေးတဲ့အခါမှာလည်းရိုင်းနေပြီတက်တယ်သူတို့တင်ပြလာတယ်တက်တယ်ထောက်ထားတယ်ဆာဝက်ဆာတန်းဆိုတာတွေရတယ်မိတ်ကတ်တွေလုပ်ထတာတေးသေးချာချာစနစ်တကျလုပ်ထတာတွေမဟုတ်ဘူးဆိုတာနဲ့ပတ်သက်လို့တခါလဲပေါ်တာနဲ့ပြိုင်တယ် တခါလေအမှုရဲကိုခြေဖြစ်ပေးပါဒီမှုကိုဆက်မစစ်ပါနဲ့အမှုရဲကိုခြေဖြစ်ပေးပါလို့တခါလေ၆ထားခွင့်ရှိ၆ထားခွင့်ရှိအဲ့ဒါကတော့ဟိုမှာကျွန်တော်တို့ဒီမှာဒီကျွန်တော်တို့တာမာလုပ်နေတာတော့ဘယ်မှာခြေရက်ခွင့်ရှိလဲဆိုလို့ရှိရင်တိုင်းဒီသားကြီးအစ်စ်မှာပဲခြေဖြတ်ခွင့်အမြင့်ရရှိတယ်ခရိုင်မှာမရှိဘူးမြို့နယ်မှာစီးရင်ခရိုင်မှာတက်လို့မရဘူးတိုင်းအစ်စ်ကိုတက်ပြီးတော့အမှုရဲခြေဖြတ်ဖို့ရှောက်ရတယ်အဲ့တော့တိချက်အရာမြတ်တာမဟုတ်ဘူးဆိုလို့ရှိရင်ရုံးပြောင်းရှောက်ဖို့ရှောက်ရတယ်အမတ်တိ ရုံပြောင်းလျှောက်တာတော့ဘသူ့ကိုလျှောက်လို့ဆိုတော့အဲ့ရတော့ခရိုင်စစ်မှာဆိုရင်တစ်စစ်မှာလျှောက်လို့ရသေးတယ်အဲ့တစ်စစ်မှာမအောင်မြင်မှာတိုင်းကိုတစ်ခါတက်ရတယ်ရုံပြောင်းလျှောက်တာတန်းပြီးတော့တိုင်းကိုတက်လို့မရဘူးအမှုရွက်ချေပြင်းကြတော့တိုက်တန်တက်လို့ရတယ်ဒါကြောင့်မလို့ဒီလိုကာကွယ်တယ်အောင်မတရားသဖြင့်ဒီလိုဒီရုံမှာဆင်းရင်တော့တရားမျက်တပ်မှရှိမှာမဟုတ်ပါဘူးဒီမှာအခုဒီလိုဒီလိုနေမေးထားပြီးဒီလိုလိုတက်တည်ကန်နေတင်းထားတာတွေကလည်းဒီဘုဒ္ဓတွေကိုတရားရုံကလက်ခံထားပြီးဒီမှာဒါတွေရှိတယ်ဆိုအဲ့ဒါပေါ်ပြပြီးတော့ရုံပြောင်းလျှောက်ရတယ်နောက်တစ်ခါ အမှုရဲ့ခြေဖြတ်ဖို့ရှောက်တယ်အရောက်ပါတယ်အဲ့လိုအခွင့်အရေးတွေကိုဆွဆွဲခံရသူဘက်ကနေပြီးတော့ကျွန်တော်အခွင့်အရေးတွေအဲ့လောက်ပါတယ်ဟောနောက်တစ်ခုကအခုကတော်လိုင်းကာလာလीနော်တော်လိုင်းကာလာဆိုတော့အခုကျွန်တော်တို့ဆွေးနွေးနေတာကတော့ဒီသူတမယိုးကြဖြေရုပ်ဖြစ်စဉ်အခြေအနေမှာဒီတရားယုံနဲ့တရားစွဲနဲ့ရှင့်နေနေသွားတာအခုကတော်လိုင်းကာလာဆိုတော့ဟိုအချင်းချင်းပေါ့နော်ဟိုဒီလိုမျိုးစစ်ဆေးတာပဲဟိုဟိုအဲ့ဒီလိုမျိုးစစ်ဆေးမယ်ဆိုရင်ရောဒါအဆင်ပြေနိုင်လားဘာလို့ဆိုတော့ ဒီစစ်ကော်မရှင်ဘက်ကိုကြည့်ရင်သူတို့အရေးပေါ်အခြေအနေကြီးညာတဲ့အောက်မှာသူတို့ဟိုတက်ဆိုင်ရာဒေတာလိုက်စစ်တက်ကပဲစစ်ခုံရုံနဲ့စစ်စေးဝါးရေလုတ်ခဲ့တယ်လေနှစ်တော်တော်ကြာကြာဆိုအခုလေတော်လိုင်းကာလာဆိုတော့အဲ့လိုမျိုးအချင်းယုံပဲစစ်စေးမယ်ဆိုရင်ရောဒါအဆင်ပြေနိုင်လားအာဘယ်တရားမြတ်တော့မလဲအချင်းကြီးစစ်စေးတယ်ဆိုတော့မာရှယ်လောထုတ်ထတာလေစစ်တက်ကမာရှယ်လောထုတ်ထတာလေအဲ့ဒီအောက်မှာစစ်တာလေအဲ့ဒီမင်းကင်းမျိုးနယ်ကိုအန်ယူဂျီကမာရှယ်လောထုတ်ထတာလားမာရှယ်လောထုတ်ထတဲ့အချင်းကြီးစစ်လို့မရဘူးလေ အဲ့တော့အလားနေအချင်းကြီးစစ်လို့မရဘူးလေခမရဲ့ NUG ကအမှုတွေမှာအချင်းကြီးစစ်လို့ကြီးအစိုးရကြီးကခမရဲ့ပလဲမောင်လူသတ်မှုတွေအဲ့ကရမရိမှုတွေနောက်တစ်ခါမင်းကင်းမှာပဲကျောင်းဆရာလင်းမားနဲ့ကလေးလေးကိုတတ်ပစ်ထားတယ်ဟာခမရဲ့အဲ့ဒါတွေဘယ်မှာဘယ်မှာမိလို့ဘယ်မှာပေါ်လို့လဲမိပြန်တော့လည်းပဲခမရဲ့တိကျအမှုတွေမပေါ်ဘူးပလဲမောင်ကိစ္စဆိုလည်းဒီလိုပဲတတ်ပစ်တယ်အလောင်းကြီးတွေ့တယ်ဥစ္စာကိုခမရဲ့ဘာမှအရင်မြူခုနကဟိုလားမရိမှုတွေအချင်းကြီးစစ်ပါဘူးဗျာအများကြီးနဲ့အမှုတွေ အဲ့တော့အအရင်ကြီးစစ်တယ်ဆိုတာမာရှယ်လောထုတ်ထတာလေစစ်ကောင်စီကမတူဘူးလေအဲ့ဒါတော့ပြအလကားနေနေထိုင်ရင်အရင်ကြီးစစ်တယ်စစ်တယ်လို့ဆိုတော့စေအောင်ချိုးကြီးကြီးညာထားတာမဟုတ်တာပဲသူတို့ဒီတိုင်းပဲအရက်ဖက်ယုံနေနေသွားပြီးတော့သူတို့လည်းပဲအဲ့ဒါအမှုတွေဖွင့်ပါညာနဲ့သူတို့သွားနေသူများအလှည့်ကြမှာအရင်ကြီးစစ်မယ်ဆိုလို့အဘယ်တရားဥပဒေနဲ့ညီမလဲအဲ့ဒါမရဘူးလေ ုတ်ကဲ့အဲ့တော့မင်းကင်းမှာဒေါက်တာဒေါ်တူတူလွင်ကိုဒီ406 409နဲ့အမှုတက်ပြီးတော့ဒီ UNG ပါလာဖာကဖန်စီသွားတဲ့ပုံမှာဆရာအနေနဲ့ရှေ့နေတူအနေနဲ့ဥပဒေရှုထောင့်ကအနီကုန်းချုပ်ပေါ့နော်ဆရာရဲ့အမြင်သုံးသက်ချက်လေးပြောပြပေးပါဗျာကျွန်တော်ကတော့အိုက်ထာလာဆရာစုံစမ်းဆွတ်စစ်မှုမရှိတဲ့ကိစ္စပေါ်မှာကျွန်တော်ဥရင်နဲ့မညီဘူးလို့ထင်တယ်။နောက်အထက်လူကြီးတွေကကိုယ်တိုင်သွားပြီးတော့မကြည့်ကြတဲ့အခါမှာဟောမတွေ့တာလည်းပဲ ဒါဥပဒေနဲ့မညီဘူးဒါဌာနဆိုင်ရာအမြင်ပြောတာလေဌာနဆိုင်ရာအမြင်ရအဲ့ဒါလည်းဥပဒေနဲ့မညီဘူးနောက်တစ်ခါဖမ်းဆီးတဲ့အခါမှာလည်းပဲဥပဒေနဲ့မညီဘူးနောက်တရားစွဲတဲ့အခါမှာလည်း406ဘလောက်မြောက်လဲ409ဘလောက်မြောက်လဲဆိုတာနဲ့ပတ်သက်လို့လာအဲ့လိုတရားမြတ်တာဆိုတာဘလောက်စီရင်နိုင်မလဲဆိုတဲ့အပေါ်မှာလည်းကျွန်တော်တတ်တရားရှိတယ်အဲအဲ့တော့မလို့အဲဒီကိစ္စမှာတော့ရှင့်နေကောင်းကောင်းနဲ့ငားရမ်းပြီးတော့ခုခံတဲ့နေပြီးတော့ စင်စစ်မပြတ်လည်းပဲအများပြည်သူပြည်သူကိုတင်ပြဖို့လွတ်လပ်တဲ့တရားရုံးတွေလေတော်ဆန်းစုကြီးကိုဖန်ထားတဲ့တရားရုံးမဟုတ်ဘူးလေသူကတရားရုံးရဲ့ထွက်ဆိုချက်တွေတရားရုံးရဲ့ဟာတွေကိုအများပြည်သူအသိပေးခွင့်ရှိတယ်မိတ်တူလည်းကူးခွင့်ရှိတယ်ဒါမှမဟုတ်ဘာတွေနေ့စဉ်စစ်ဆေးတဲ့ဟာတွေကိုအများပြည်သူသိအောင်တင်ပြခွင့်ရှိတယ်ဥပဒေအရအဲ့ဒါအခွင့်အရေးတွေပေးရမယ်အဲ့လိုမပေးဘူးဆိုတဲ့ကမပေးဘူးဆိုရင်တော့သူတို့ဥပဒေကိုချိုးပေါက်တာပဲဒါမှမဟုတ်ကျွန်တော်အခု ဒေါက်တာစောဝေစုနဲ့တွေ့ကြုံပြီးတယ်ဆိုရင်အပေါ်မှာမူတည်ပြီးတော့ NUG ရဥပဒေကိုနိုင်လာလိမ့်မယ်လို့တော့ကျွန်တော်ပြောလိမ့်မိပါတယ်။ဟုတ်ကဲ့ဆရာဦးကြီးမင်းကျေးဇူးများကြီးတင်ပါတယ်ဒီဥပဒေရှုထောင့်ကအခုလိုမျိုးသေးစိတ်ရှင်းပြပေးတဲ့အတွက်ကျေးဇူးပါဆရာ။ဟုတ်ပါပြီ။